ီနိပညာရဲ့တက်ဆင်ထားတဲ့ကမ္ဘာရေတပ်သင်္ဘောကြီးဒီစင်းကိုခင်းနောက်ကြနေတယ်။လင်းအိုကြီးတွေကအနံယူသွားနိုင်တယ်ဆိုတာကျွန်တော်ရဲ့မိတ်ဆွေယုံကြည်ပါသလား။ဒါမှမဟုတ်စက္ကန့်ပိုင်းလောက်သာကြာမြင့်တဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကလူပေါင်းများစွာရဲ့အသက်ကိုနှုတ်ယူသွားနိုင်တယ်ဆိုတာရောကျွန်တော်ရဲ့မိတ်ဆွေတွေးမှုပါသလား။စာအပြင်းထန်လာတဲ့ဒုံးကြီးစနစ်တွေကွန်ပျူတာရေတာစနစ်တွေကရန်သူကိုမျက်မြင်တွေ့ရတဲ့အားနဲ့ဘာကြောင့်ပြစ်ခတ်လို့မရခဲ့တာလဲ။ဒီနေ့မှာတော့1982ခုနှစ်ဖောက်ကလန်စစ်ပွဲရဲ့ တဲထဲရင်ဖို့အကောင်းဆုံးသင်္ကန်းစာယူစရာအကောင်းဆုံးနဲ့ဝမ်းနဲ့ကြေကွဲဖွယ်ရာအကောင်းဆုံးတိုက်ပွဲတစ်ခုအကြောင်းကိုကျွန်တော်ပြည်သက်ကြီးအတွက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်1982ခုနှစ်မေလ22ရက်နေ့ရက်တိတ်ဆိတ်ငြင်းသက်နေတဲ့မနက်ခင်းတစ်ခုမှာအာဂျင်တီးနားနိုင်ငံရဲ့လေတစကန်းကနေအသွားသာရှိပြီးအပြန်လမ်းမတည်ကြတဲ့မရှင်တစ်ခုအတွက်ဂျယ်လီယန်အိုဂျီနစင်ဟာမိုးကောင်းဝင်ထက်စီကိုထိုးတက်သွားခဲ့ကြပါတယ်သူတို့ရဲ့ပြစ်မှတ်ကတော့တောင်အတ္တလန်ဒိတ်သမုဒ္ဒရာထဲမှာကြောက်သားဒရိုင်းကြီးတွေတပွဲရက်တည်နေတဲ့ ေတရှာတော်ဝင်ရေးတက်ရဲ့အစစ်မြင့်ဖြတ်သင်္ဘောကြီးတွေဖြစ်တဲ့ HMS Confantwine နဲ့ HMS Browsward ဝယ်ဖြစ်ပါတယ်ဒီသင်္ဘောကြီးတွေဟာခင်မီရေဒါစနစ်တွေဝေဟင်ပစ်ထုံးကြီးတွေတပ်ဆင်ထားတာကြောင့်အနာဂတ်ဘုံမပြောနဲ့မိုင်းပေါင်းများစွာအဝေးကနေတောင်ရန်သူလေရင်တွေကိုခြေရာခံဖျက်ဆီးနိုင်စွာရှိကြပါတယ်ဒါပေမဲ့ဒီအချက်ကိုကောင်းကောင်းကြီးသိထားတဲ့အာဂျင်တီးနာလေရင်မှုတွေဖြစ်တဲ့ကပ္ပတိန်ကာဘလိုနဲ့သူ့ရဲ့အဖွဲ့သားတွေဟာတမျိုးကြောင့်မဟုတ်တဲ့ဒီမင်းနဲ့စစ်ခင်းရမယ့်နီလာတစ်ခုကိုရွေးချယ်ခဲ့ကြပါတယ် အဲ့ဒါကတော့ပင်လယ်ရေမျက်နှာပြင်နဲ့တရံနယ်နီးပါးဖြစ်အောင်အနှိမ့်ဆုံးပြန်တမ်းပြီးတော့ကမ္ဘာအဆင့်မီရေဒါကွန်ရက်တွေကိုလှည့်စားသွားဖို့ပဲဖြစ်ပါတယ်။ HMS ကွန်မန်ထရိုင်းတင်မော်ကြီးဒီပေါ်မှာကပရိန်ဟာဒဂီတယောက်အာဂျင်တီးနားတို့လှုပ်ရှားစာပြုနေပြီဆိုတဲ့သတင်းကြောင့်အသည့်အနေထားပြင်ဆင်ထားတော့လဲမကြာမီချိန်တွင်းမှာသူတို့စီကိုဥတီလာနေတဲ့အန်ဒီယေကတော့သူတို့ထင်ထားတာထက်ပုံပုံမြန်ဆန်ပြီးတော့ကြောက်မွက်ဖွယ်ကောင်းနေခဲ့ပါတယ်။ရာဆောင်ကြီးရဲ့ရာရှိတွေရဲ့မျက်လုံးတွေအောက်မှာရုတ်တရက်ပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေတဲ့အဆက်ပြောက်လေးတွေဟာ ရန်သူလေရင်တွေဖြစ်ကြောင်းအတီးပြူလာနိုင်တဲ့အချိန်မှာတော့တင်မောတစည်းလုံးဟာအော်အော်ဆွဲတံနေစူညံသွားခဲ့ပြီးတင်မင်းတမန်တိုက်ပွဲတစ်ခုအဖြစ်စတင်ပါတော့တယ်။အာဂျင်တီးနားလေရင်မှုတွေဟာကျွန်းတွေရဲ့မြေပြင်အနေထားကိုအကာအကွယ်ယူပြီးပြန်တန်းလာကြတာကြောင့်ဗီတရှာတို့ရဲ့စစ်တာဒုံးကြီးစနစ်တွေဟာပြစ်မှတ်ကိုတိတိကျကျချိန်ရွယ်ဖို့အခက်အခဲတွေ့နေချိန်မှာလေရင်မှုကာဘလိုဟာသူ့ရဲ့လေရင်မှန်ကဖုံးမှာပင်လယ်ရင်မှုတွေရိုက်ခတ်လာတဲ့အထိနေသထနေအောင်ဆင်းပြီးရေတာကွင်းထဲကနေပြောက်ွယ်တော့အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တကယ်ရင်တထိုက်တိုက်ဖြစ်စရာအချိန်ကတော့ HMS ဘောဆူဝသမောဘောကခင်မီစီဝဒုံးကျစနစ်တွေအလုံးလုံးပြောင်းရွှန်းသွားတဲ့အချိန်ပါပဲမူလကလေယာဉ်တစ်စီးတည်းလို့ထင်မှတ်ရလောက်အောင်ကပ်ပြီးပြန်တန်းလာတဲ့အာဂျင်တီးနားလေယာဉ်နှစ်ဆင့်ဟာရုတ်တရက်လမ်းခွဲလိုက်တဲ့အခါမှာတော့ပြင်မှန်တစ်ခုကြားမှာဗျာများသွားတဲ့ဒုံးကြီးထင်းချုံရီကွန်ပျူတာစနစ်ကြီးဟာဘယ်ဟာကိုပြရမှန်းမသိပဲရှုပ်ထွေးသွားပြီးတော့ strand threat ဖြစ်သွားခဲ့ပါတယ်ဒီလိုနီးပညာဆိုင်ရာအာဏာချက်တွေဖြစ်ပေါ်နေချိန်မှာပဲလေယာဉ်မှုကာဗလော့တို့အဖွဲ့ဟာ ဘုံတွေကိုဖြုတ်ချလိုက်ပြီးထူစံအံဩဖွယ်ကောင်းတဲ့ဖြစ်ရတခုကိုမြင်တွေ့လိုက်ရပါတယ်အဲဒါကတော့သူတို့ကျဲချလိုက်တဲ့ပေါင်ထောင်ဘုံကြီးတွေဟာရေတွေကိုချချင်းနင်းမြုံမသွားပဲရေမျက်နှာပြင်ပေါ်ကိုကြောက်ခဲဝဲသလိုမျိုးခုံမြကြော်လွားပြီးတော့ HMS Vols War တင်မော့စီကိုတဲ့တဲ့ကြီးဝန်ဆောင်ခဲ့တာပဲဖြစ်ပါတယ်ဂံကောင်ထောင်းမှစွာနဲ့ပဲအဲဒီဘုံဟာတင်မော့ကုန်းဘက်ကိုဖောက်ထွက်သွားပြီမဲ့ပေါက်ကွဲခြင်းမရှိပဲမလဲတဲ့ကိုပြောက်ကျသွားခဲ့တာကြောင့်ဘောက်ဝါတင်မောသားတွေတေကံမရောက်တတ်မပြောက်ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ကံတရားဆိုတာ မျက်နှာလိုက်တဲ့အရာမဟုတ်မှန်းဒုတိယလိုင်းအတိုက်ခံမှာထင်ရှားစွာတွေ့မြင်လာရပါတော့တယ်ဒုတိယအတုံးအနေနဲ့ဝေရောက်တိုက်ခိုက်လာတဲ့လေမှုဘူလက်စကိုနဲ့အဖွဲ့ကိုရင်ဆိုင်ဖို့အတွက် HMS ကွန်ဗာထွိုင်းရဲ့ကပတိန်ဟာတင်မော့ကိုကြွေးဖို့အမိန်ပေးလိုက်ပြီမဲ့ဒီလောက်ရဟာဝမ်းနဲ့စရာကောင်းတဲ့အမားတခုဖြစ်လာခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့တင်မော့ကြွေးလိုက်တဲ့လမ်းကြောင်းဟာဘေးနားက HMS Volkswa တင်မော့ရဲ့ဒုံးကြီးပြည်ကွင်းကိုဝင်ရောက်ပိတ်ဆို့လိုက်တယ်လို့ဖြစ်သွားပြီးမိဖက်တင်မော့ကရန်သူကိုပြစ်ခတ်ကာကွယ်ပေးနိုင်မယ်။ အခုတည်းသောအခွင့်အရေးကိုလက်လွတ်ဆုံးရှုံးစေခဲ့လို့ပဲဖြစ်ပါတယ်ခင်မီလက်နက်တွေအသုံးမဝင်တော့တဲ့အဆုံးဆုံးအချိန်မှာတော့ဒမော်သားတွေဟာလက်ထက်ရှိရာရိုင်းဖက်တဲ့နယ်တွေစစ်တပ်နယ်တွေနဲ့လေရင်တွေကိုရှင်ပြန်ပစ်ခတ်ကြပြီမဲ့အရှင်ဟုန်နဲ့ဝင်လာတဲ့ဂျက်လီရင်တွေကိုတားဆီးဖို့ရာအရာအလုံးနောက်ကျလို့သွားခဲ့ပါပြီဝီလက်စကိုရဲ့လေရင်စီကနေပြုတ်ကျလာတဲ့ဘုံတွေဟာ HMS Convertwine တမောရဲ့ကိုယ်ရည်တဲ့ကိုဖောက်ဝင်သွားပြီးတဲ့နောက်မှာတော့စက္ကန့်ပိုင်းလောက်တိတ်ဆိတ်သွားပြီးမှ ကဘာပြတ်မတဲ့ပြင်းထန်လာတဲ့ပောက်ကွဲမှုကြီးတစ်ခုစက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။မိဂလုံးကြီးတွေပောက်ကွဲတန်နေတဲ့အတူခင်မီနီးပညာတွေပြည့်စုံတဲ့ဖြတ်သမောကြီးဟာလျှက်စက်မိတွေပြတ်တော့စက်တွေရက်တံပြီးမလန်ပြင်းအောက်ကိုငုံရှိုးဖို့တာဆူလာပါတော့တယ်။ကပရင်ဟတ်ဒွက်ကီတယောက်မိကူတွေကြားတဲ့ကနေကုန်းဘက်ပေါ်အရောက်မှာမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကတော့ဖရိုဖရဲပြက်စီးနေတဲ့တင်မောကြီးနဲ့အတူအသက်ဘေးကနေလွတ်မြောက်ဖို့စနစ်တကျစူးစမ်းနေကြတဲ့သူ့ရဲ့ရဲဘော်တွေရဲ့ပုံရိပ်တွေပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့တင်မောကြီးဟာ ဝဲဘက်ကိုလုံးဝတိမ်းမောက်သွားခဲ့ပြီးကပရင်ဟတ်ဒူဂီဟာမောက်ကုံဖြစ်နေတဲ့တင်မောဝိုင်းပိုက်ပေါ်မှာတယောက်ထက်ကြံရင့်နေကသူချစ်တဲ့တင်မောကြီးနဲ့သူရဲဘော်တွေကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်ရင်အသက်ငယ်လေးဘော်ကိုတက်ရောက်ခဲ့ရပါတယ်ဒီတိုက်ပွဲမှာမြေတရှတော်ဝင်ရေတက်သား၁၉ခုအသက်ပေးလူခဲ့ရပြီးဒီဖြစ်ရဟာစစ်ပွဲသမိုင်းမှာခင်မီနိပညာတွေဘလောက်ပဲရှိရှိလူသားတွေရဲ့တက်တီကံတရားနဲ့စက္ကန်ပိုင်းဆုံးဖြတ်ချက်တွေကသာအဆုံးမြတ်ပေးသွားတယ်ဆိုတာကိုကဘာကမေးမရအောင်တက်တီပြခဲ့တယ် ကျေးဇူးအစံတစ်ခုအပြင်ဒီကနေ့အထိကြံရင်နေခဲ့ပါတော့တယ်အဆုံးထိကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်